ဒီနေ့မှလည်းထိုင်းရွှေစည်းကအတက်ဈေးနဲ့ရေးပိတ်သွားပါတယ်။အားလုံးပဲမင်္ဂလာပါ။စိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒီနေ့က9ရက်နေ့ဆယ်လပိုင်း2025ခုနှစ်ညနေပိုင်းထိုင်းရွှေစည်းကတော့450တက်ပါတယ်။96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေအခဲစည်းဆိုင်ငါရောင်းနေစည်းက 6950ထိုင်းရွှေခဲတပတ်သားကိုဘန်ကောက်ထဲမှာလက်က200ရှိပါတယ်လက်ကပြီးအစည်းထိုင်းရွှေခဲတပတ်သားကို6150နဲ့ပေါင်စည်းရှိပါတယ်ဒီနေ့ထိုင်းရွှေအခဲတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်ကရာခိုင်နှုန်းပြတ်မပြတ်ပဲ6850နဲ့ပေါင်စည်းတိုင်းပြန်ပြီးတော့လက်ခံပါပါ 66.5ရာခိုင်နှုန်းရှိတဲ့လက်ဝဲရင်နာရဲ့ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက6,150လက်ဝဲရင်နာရဲ့လက်ခါတွေကတော့ဘန်ကောက်ထဲမှာတစ်ပတ်သားကို1,000ကနေ2,000ဒီရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူတည်တယ်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခါဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့ထိုင်းရွှေလက်ဝဲရင်နာတစ်ပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ခိုင်နှုန်းဖြတ်ဦးမှာဖြစ်ပါတယ်။အားရခိုင်နှုန်းပြက်ပြီးတဲ့ပြင်ကိုလက်ဝေးရတနာတပတ်သားကို9400ကျော်စီနဲ့ပြန်ပြီးတော့လက်ခံပါပါ ကဘာရွှေတအောင်စားကိုဒေါ်လာ3956နဲ့တိုင်းရွှေစီကိုတွက်ထားပြီးတော့ဒေါ်လာကိုထိုင်းဘတ်ငွေ32.53နဲ့တိုင်းရွှေစီကိုတွက်ထားတာဖြစ်ပါတယ် 96.5ခန်းလုံးရှိတဲ့ထိုင်းရွှေခေတ္တဘတ်သားကိုမြန်မာကျပ်ငွေ86သိန်း9200လောက်ဈေးနှုန်းရှိပါတယ်96.5ခန်းလုံးရှိတဲ့လက်ဝတ်ယန္တာတစ်ဖက်သားကိုမြန်မာကျပ်ငွေ89သိန်း6800ရောလောက်ဈေးနှုန်းရှိပါတယ်လက်ဝတ်ယန္တာရဲ့ဈေးနှုန်းတွေကတော့လက်ခံမပါသေးပါဘူးလက်ရှိမှာတော့ထိုင်းရွှေဈေးကတော်တော်လေးကိုထိုးတက်နေတယ်လို့ကမ္ဘာရွှေဈေးကလည်းတော်တော်ကိုထိုးတက်နေတာဖြစ်ပါတယ် ခိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆုမယ်ဆိုရင်လက်ကစီတက်တာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်းစီကောစခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်က200 5ပတ်သားထိဝယ်မယ်ဆိုရင်လက်ကအကုန်ကြမရှိပါဘူး။ ထိုင်းရွှေခဲတပတ်သားကိုလက်ခ200ဆိုတာလက်ရှိကျွန်တော်လမ်းညွန်ပြထားတဲ့ရွှေဆိုင်မှာဝေလို့ရပါတယ်။ဘန်ကောက်ထဲမှာမဟုတ်ဘဲနဲ့တခြားနယ်ကဆိုင်နေဆိုလို့ရှိရင်တော့လက်ခဈေးနှုန်းချင်းကတူညီမှာမဟုတ်ပါဘူး။နေကားဆိုင်နေဆိုလို့ရှိရင်တော့လက်ခပို့ပြီးတော့ဈေးများတယ်လို့သိရပါတယ်။လက်ခဈေးတက်တက်တတာနဲ့လိုချင်နေဆိုရင်တော့ကျွန်တော်ပြောတဲ့ဆိုင်မှာသွားပြီးတော့ဝယ်လို့ရပါတယ်။ထိုင်းရွှေစင်ငွေစည်တွေကိုအများနဲ့တင်ပေးပါရစေ။ထိုင်းရွှေစင်ငွေစည်တွေကိုသိချင်နေဆိုရင်ကျွန်တော်ဗီဒီယိုလေးကို follow လုပ် like လုပ်ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပေးရှင်နိုင်ကြပါစေ။